မင်္ဂလာပါကဲလစ်ချင်ဆက်လို့ရအောင် ပထမမေကွန်း welche auswirkung hat das lenken im stand für ihr fahrzeug ကားကိုရပ်ထားတဲ့အနေအထားမှာလက်ကင်ကိုဘယ်ညာလှဲ့တာကကိုကားရဲ့ဘလူးနောက်ဆက်တွဲတွေနောက်ဆက်တွဲတက်ရောက်မှုတွေဖြစ်ပေါ်စေနိုင်ပါတလေပထမတစ်ချက်ဒီ mechanic der vor der achse wird stark belastet ရှေ့ဝင်ရိုးလက်ကင်လှဲ့တာဆိုရှေ့ရဝင်ရိုးလှဲ့တာနော်ရှေ့ရဘိန်းကြီးကိုလှဲ့တာအဲ့တော့အဲ့ရှေ့ဝင်ရိုးကမရှာနစ်ဆက်အပိုင်းစားလေဆက်အစိအပိုင်းနေလက်ကင်လှုပ်လိုက်လို့လိုက်ပြီးအလုပ်လုပ်ရတဲ့အပိုင်းနေ stuck blasted တီတီဒါတာအဲဝုံပြီစေပါလိမ့်မယ်ဒီအချက်ကမှပါလေနော်တရထိုင်းရင်းနဲ့သူကကြိတ်ပြီးမှလှဲ့တယ်လို့မျိုးဘိန်းကြီးရော ဒါကြောင့်သူဝန်ပြီမဲ့တာမန်ထက်မောင်းလျင်လှဲ့တာထက်ပူပြီးဝန်ပြီမဲ့ပူပြီးပြစင်မှုများမယ်နောက်တစ်ချက်အန်ဒီယာလော့ဖလက်ရှ်ဒက်စ်ရိုင်ဖန်စ်ကျော်နန်ဘီချဲရီဂုံဂန်အန်စတီဟန်လော့ဖလက်ရှ်ကတာယာရဲ့ဘိန်းနဲ့အဲလမ်းနဲ့ထိနေတဲ့မျက်နှာပြင်ညာအခုနေတော့ဆိုအောက်ဆုံးမှာပေါ့လမ်းနဲ့ထိနေတဲ့အပိုင်းသူကလည်း အပေါ်ကရက်နေတန်းလန်းနဲ့လှဲ့တာမို့လမ်းနဲ့ပုတ်တိုက်ပြီးတော့ကျိတ်လှဲ့နေတယ်လို့မျိုးဖြစ်နေမယ်ဒါကြောင့်မို့လို့ထိခိုက်မှုပုံများမယ်ပျက်စီးမှုရှိနိုင်တယ်ကျေးမများလောက်လာရင်ဒီဒီအချက်လေးမှတ်ပါရနော်နောက်တစ်ချက်ကတော့ဒီလမ်းခုံပြက် light gain ကြီးကအဲ့လိုမျိုးမများလောက်ရင်လက်ခံရကြလို့ရှိရင်ပေါ်ပါလာလိမ့်မယ်တဲ့ဒီချက်ကတော့လုံးဝမှားပါတယ်အပြေမှန်ကဒီတော့နှစ်ခု die Mechanik der Vorderachse wird stark belastet, Biro, an der Lauffläche des Reifens können Beschädigungen entstehen. ဒီမေကောမှာတော့ကိုလမ်းဆောင်တစ်ခုမှရောက်လာတာကိုရှိမှလူကူမြညာတစ်ခုရှိတယ်လမ်းဖြတ်ကူးနေတဲ့သူလည်းရှိတယ်ပြီးတော့ကိုရှိမှကအပြာတစည်းသူကညာကိုပြို့လမ်းဖြတ်ကူးနေတဲ့ဆပင်းကိုစောင့်နေတယ် ိုကလည်းညာကွေ့ချင်တာညာဘက်ကိုအချက်ပြမီဖွင့်လာတယ်အဲ့တော့ညာကွေ့မယ်ဆိုရင်ထုံးစံအတိုင်း short tablet ပခုံးလှည့်ပြီးတော့ကြည့်ရမယ်နောက်မှလူတွေစပိန်တွေလာနေသေးလားအခုအနေထားရဆိုလို့ရှိရင်ဘယ်ဘက်ကိုကြည့်လို့မရဘူးဟုတ်ရှေ့မှာကားအပြာရှိနေလို့အဲ့ကိုဒါမဲ့ထက်တွေ့ထားရမှာကဒီကားအပြာ မောင်းထွက်သွားပြီလို့ရှိရင်တစ်ဖက်က ယင်းဒါမှမဟုတ်ရှင်စပိန်တွေလူတွေလမ်းဖြတ်ကူးနိုင်သေးတယ်။ညာတော့အခုလောလောဆယ်တော့ကိုဒီနာအခုရောက်နေတဲ့လူကူမြင့်ကြရရှေ့မှာရက်ဆောင်မှာအဆင်ပြေမှာဒါမှလူလဲဖြတ်ကူးလို့ရမှာ။ရှေ့ကမောင်းထွက်သွားပြီးရင်တော့သူရက်နေတဲ့နေရာကို ကိုရှေ့တိုးပြီးမောင်းလို့ရပြီ။မိကုံကြည့်အောင် Wie verhalten Sie sich in this situation ဒီအခြေအနေမှာတင်းနေနဲ့ဘယ်လိုမျိုးပြုမှုလုပ်ဆောင်ပါမည်လဲပထမတစ်ချက် ich warte vor dem fußgänger überweg bis das blaue fahrzeug abgebogen ist ရှေ့မှာရနေတဲ့ကားအပြာကွေပြီးသွားတဲ့အထိဒီလူကူမြညာရှေ့ကနေစောင့်နေပါမယ်ဒီအချက်ကမှန်တာပေါ့နော်ဒုတိယတစ်ချက် ich schließe unmittelbar zum blauen Fahrzeug auf. ရှိမယက်နေတဲ့ကားအပြာနဲ့မနီမွေးမှာကပ်ပြီးရပ်ပါမယ်တဲ့ဒါတော့မှန်တယ်အမအမားတယ်အဲ့လိုရလို့ရှိရင်လူကူမြညာပေါ်မှာယက်မိရတာဖြစ်နေမယ်လမ်းတော်လမ်းလာတွေကိုအနှောက်အယှက်ဖြစ်မယ်ဒါကြောင့်မားပါတယ်နောက်တစ်ချက် ich lasse den fußgänger die fahren überqueren လမ်းဖြတ်ကူးနေသူတွေကိုလမ်းဖြတ်ကူးခွင့်ပြုပါမယ်ဒီအချက်ကတော့မှန်ပါတယ်အဲ့တော့အပြင်မှာနှစ်ခု ich warte vor dem fußgänger überweg bis das blaue fahrzeug abgebogen ist ပြီးတော့ ich lasse den fußgänger die fahrbahn überqueren အခုတော့ကိုမြို့ပြင်မှာ တနာယို55ကီလိုမီတာနှုံလောင်းနေပဲပုံမှန်လေးမောင်းလာတာအခုကီလိုမီတာ60လောက်ထိအချိန်မြင့်ပြီးလာတယ်အလန်းကနေလိုက်မြင်လိုက်ရှိတယ်အဲ့လိုနေထားမှာမျက်နှာရှင်းစံကလည်းကားရီကလာနေတယ်ရင်ကြောကဘက်တစ်ဖက်ညာတစ်ဖက်နှစ်ကြောပဲရှိတာနော်အခုလူချင်းဒီမှာဟိုရှိကိုလှမ်းကြည့်မယ်ဆိုလို့ရှိရင် ဘဲပင်ကျောင်းလာတဲ့ကားတွေကိုကြော်တက်ဖို့ကြိုးစားတဲ့ဆိုင်ကယ်တစ်စီးတွေ့မယ်။သူကကိုယ့်ရဲ့ရင်ကျော်တွေကိုယောက်နေတာ။နော်။ညဘက်မှာတော့လက်ထွန်းစက်တစ်စီးရှိတယ်ဒါကတော့သူ့ဘက်သူသူ့လယ်ထဲမှာသူ့ရာထဲမှာပြဿနာမရှိဘူး။အဲ့တော့အဓိကကိုယ်မှာပြဿနာရှိနေတာကကိုယ့်ရဲ့ရင်ကျော်တွေကိုဝင်လာတဲ့မော်တော်ဆိုင်ကယ်။မီဂွန်က Varum Musensies Festsugen တင့်နေတယ်ဘာကြောင့်မလို့အခုအချိန်မှာအချိန်လျှော့ပြီးနောက်ချန်နေရမလဲပရမတ်ချက် vegan des motorrads ဆံကယ်ကြောင့်မလို့ပါတဲ့ဒီချက်ကတော့မှန်ပါတယ်နော်ခုနပြောသလိုပဲဆံကယ်ကမြန်မာရှင်းစံနေလာနေတာသူရှေ့ကကားတွေကိုကြော်ဖို့ကြိုးစားတဲ့အခါမှာကိုယ်ရင်ကြောတွေကိုရောက်လာတာကြောင့်မလို့ကိုအချိန်မလျှော့ပဲဆက်မောင်းရင် သူနဲ့ကိုနဲ့အန္တရာယ်ရှိနိုင်တယ်ဒါကြောင့်ဒီချက်ကမှန်ပါတယ် နောက်တစ်ချက်က vegan des gilande bargains ရှိမှာတစ်ဖက်ညောလာနေတဲ့ gilande bargains ကြောင့်မလို့ဒီချက်ကတော့မှားပါလေနော်သူတို့ကသူတို့လမ်းသူတို့တောင်းနေတာဒါကြောင့်ကိုပရိဥစ္စာလည်းမလို့ဘူးဖဆူကလည်းဥစ္စာလည်းမလို့အဖို့နောက်တစ်ချက် vegan des tractors လက်ထွန်းဆက်ကြောင့်မလို့လက်ထွန်းဆက်ကလည်းညာဘက်ကသူ့ရာခင်းထဲမှာသူ့အတူလှုပ်လှုပ်နေတာသူကြောင့်ကိုဖဆူကလည်းဥစ္စာမလို့ဘူး အဖေကတောင်တစ်ခုပဲ vegan des motorrads မော်တော်ဆိုင်ကယ်ကြောင့်သာကိုအရှင်လျှော့ပြီးနောက်ချန်နေရမှာအဖေမကလည်း vegan des motorrads ပေါ့ဒီမေကမှာတော့ကိုကလမ်းစော်တစ်ခုရောက်လာတာကိုရှင်မကတွေ့ကန်စော်ထုံးနဲ့စောင့်ရမယ်ဆိုတဲ့အမှတ်သားရှိတယ်အဲ့တော့ကိုကစောင့်ရမှာပေါ့နော်ကိုရဲ့ညာဘက်မှာကားအစိမ့်တစ်စီးလာတယ်သူကညာ꿰ပြီးကိုလမ်းမို့တက်မှာ တော့သူ့ကိုလည်းကူဆောင်ရမယ်။ဘယ်ဘက်မှာကားအနီတစည်းလာတယ်။သူကတည့်တည့်သွားမှာသူ့ကိုလည်းကူဆောင်ရမှာပဲ။ဘာကြောင့်လဲဆိုတော့ကို့မှာဆောင်ရမယ်။လမ်းအမှတ်သားရှိနေလို့။မိကုံက Welches Verhalten ist richtig? ဘလို့ပြုံမှုလို့ဆိုမှုကမှန်ကန်ပါတယ်။ပထမတစ်ချက် they are rote pickabe most mich durchfahren lassen. ကားအနီကကိုကိုဖြတ်သွားခွင့်ပြုရမယ်တဲ့။အဲ့တော့ဒီအချက်ကမာတာပေါ့ နောက်တစ်ချက် each most den grunnen bikabi a pigan lassen ကိုအနေနဲ့ကာအစိမ့်ကိုဖြတ်ကိုွေခွင်းပြုရမယ်ဒီချက်ကမှန်ပါတယ်နောက်တစ်ချက် each most den roten bikabi durch fahren lassen ကိုအနေနဲ့ကာအနီကိုလည်းဖြတ်မောင်းခွင်းပြုရပါမယ်ဒီအချက်လည်းမှန်ပါတယ်အဲ့တော့ပြန်မှန်ကနှစ်ခု each most dangerous and big habit a vegan lesson ပြီးတော့ ich most den roten pkw durchfahren lassen အခုတော့ကိုမြို့ထဲမှာတနာယိုကီလိုမီတာ40လုံးနဲ့ပုံမှန်မောင်းလာတာနောက်ဘက်မှာရှိတဲ့ဆန်ပုတ်အရာကိုက4ဖာလမ်းပေါ်မှာကုရှိမှာကားအပြာတစ်စီးရှိတယ်သူကညာဘက်ကလွတ်နေတဲ့နေရာမှာရန်နာဖို့အတွက်အချက်ပြထားတယ်ကိုကလည်းအဲ့နေရာမှာရက်ချင်လို့ညာဘက်ကိုအချက်ပြနေတယ် အမေကွန်ကြည့်အောင် Sie möchten am rechten Fahrbahnrand parken. Wer hat in diese Situation vorrang? တင်ကညာဘက်မှာလွတ်နေတဲ့နေရာမှာကားကိုရပ်နှားခြင်း ਨੇ ဒီအခြေအနေမှာဘသူကဦးစားပေးဖြစ်ပါမလဲတဲ့ရှေ့ကားအပြာနဲ့ကိုနဲ့ပထမတစ်ချက် keine hat voran wir müssen uns verständigen ဘသူမှဦးစားပေးမဟုတ်ဘူးတဲ့ကျွန်တော်တို့နှစ်ယောက်စလုံးသူနဲ့ကိုနဲ့ နားလည်မှုယူရမှာဖြစ်ပါတယ်တဲ့ဒီအချက်ကမှားပါတယ်နော်ဒုတိယအချက်က the brown web becoming hard foreign ကအပြာကဦးစားပေးဖြစ်ပါမယ်တဲ့သူကအရင်ရောက်တော့မဟုတ်လို့တော့ဒီအချက်ကမှားပါတယ်နော်နောက်တစ်ချက်ကတော့ each have a foreign ကိုကဦးစားပေးပါတဲ့ဒါတော့မှားပါတယ်ကိုကကအပြာရဲ့နောက်မှာရောက်လာတာအော်ဖြေမှန်က the brown web becoming hard foreign ဒီမိကမတော့ကိုကမြို့ပြည်မှာရောက်လာတာလမ်းကတော့ဟိုဘက်တလမ်းဒီဘက်တလမ်းလမ်းနှစ်လမ်းပဲရှိမှာခြေကိုလမ်းမြောက်ကြည့်လို့ရှင်းရင်လမ်းကအညာဘက်ကို꿰သွားတယ်ပြီးရင်ဘေးပညာမှာအပင်တွေတန်းစီပြီးရှိနေတာကြောင့်မလို့ခဝဝေးကိုမမြင်နိုင်ဘူးရရှိမှာအကွေလေးရှိတာကြောင့်မလို့ကိုမမြင်တဲ့ မျက်ကွယ်နေရာမှာရင်တစည်းပြက်ပြီးရက်နေတာမျိုးရှိနေတယ်။ဒါမှမဟုတ်ရှင်လည်းဖြည်းဖြည်းသွားနေတယ်လေယာသုံးရင်တစည်းရှိနေတယ်။ဒါမှမဟုတ်ရှင်လည်းတစ်ဖက်ရင်ကြောကတစည်းနဲ့စည်းကြော်တက်ရင်ကိုယ့်ရဲ့ရင်ကြောတွေကိုကျုံဝင်လာတဲ့ရင်လည်းရှိကောင်းရှိနိုင်တယ်။ပြီးတော့ဘေးပညာမှာ တစ်ပင်တွေရှိတဲ့ကြောင့်မလို့တရိတ်ဆန်တွေဖြက်ကူးရမျိုးရှိနိုင်တယ်။ဟင်ဒါရီယိုထက်တွေ့ထားမှာပေါ့နော်။မိကောင်က Worauf sollten Sie sich in dieser Situation einstellen? ဒီလိုအခြေအနေမှာဘာတွေကိုထက်တွေ့ထားရပါမည်လဲ။ပထမတစ်ချက် auf ein langsam fahrendes Fahrzeug auf meinem Fahrstreifen. ကိုယ့်ရဲ့ယဉ်ကျေးပုံမှာပုံမှာပဲ ဖြည်းဖြည်းသွားနေတဲ့ယင်တစည်းစည်းရှိနေတာကိုထည့်ထွက်ထားရပါမယ်ဒီချက်ကမှန်တာပေါ့နော်နောက်တစ်ချက်က auf gegen verkehr der die kurve schneidet မင်းချင်းစံလာတဲ့ယင်အဲ့ဒီယင်ကအကွေ့မှာအကွေ့လန်ကျော်အတိုင်းမသွားဘဲနဲ့ကိုလန်ကျော်ကနေဖြတ်မောင်းတာမျိုးရှိနိုင်တယ်ဒီချက်လည်းမှန်ပါတယ်နောက်တစ်ချက်ကတော့ auf will wechsel တရိစံနေလမ်းဖြတ်ကူကြတာမျိုးရှိနိုင်တယ် ဒါကိုလည်းတက်တွေ့ထားမှာပါဒါလည်းမှန်ပါတယ်အဲ့တော့အပြင်မှာကဒီမှာသုံးခုစလုံး of ein langsam fahrendes fahrzeug auf meinem Fahrstreifen wieder auf gegenverkehr der die kurve schneidet wieder auf Genau will wechsel ကဲနောက်ဗီဒီယိုမှာပြန်ဆုံကြအောင်မယ်နော်